ဘုဒ္ဓတာလောကဓမ္မိဟိစိတ်တံယတ္တနာကံပတိအတောကံဝိရဇံခေမံဧတံမင်္ဂလမုဒ္ဓမလောကဓမ္မိဟိလောကရန်တရားတို့ဖြင့်ဘုဒ္ဓတာတွေ့ကြုံလာရတဲ့ယတ္တအချင်းယန္နာပုဂ္ဂိုလ်အားစိတ်တံစိတ်တိနာကံပတိမတုံလှုပ်အတောကုံခန်းနဲ့စိတ်မှာကိလေသာအငြိကြီးလုံးဝကင်းဝေးတော်မူကြတဲ့ပုဂ္ဂိုလ်တွေကိုဘာလို့ခေါ်တော့ယန္နာပုဂ္ဂိုလ်တွေလို့ခေါ်တာနော် အဲ့ဒီယန္တာပုံကိုယ်တွေဟာလောကရန်တရားတွေနဲ့တွေ့လာပြီဆိုရင်လောကရန်တရားဆိုတာသောတော့ရှင်မျိုးဘုံဘုံရွတ်ပြထားတယ်ဟုတ်လားအကြီးအသေးအကောင်းဆုံးအမျိုးမျိုးသောလောကရန်တရားတွေနဲ့တွေ့ကြုံလာတဲ့အခါမှာယန္တာရှင်မြတ်တို့ရဲ့စိတ်တည်တုံလုံးမှုမရှိဘူးဒီနေ့မှာတုံလုံးတယ်ဆိုတာဝမ်းသာမှုဝမ်းနည်းမှုဖြစ်သွားတာကိုတုံလုံးတယ်လို့ပြောတာဘုံဘုံတို့တာမန်ရှင်ပုရုရှင်တွေကကောင်းတဲ့လောကရန်နဲ့တွေ့လို့ရှိရင်ဘာဖြစ်ကြတာတော့ ဝမ်းသာကြတာမကောင်းတဲ့လောကဓာတ်နဲ့တွေ့လို့ရှိရင်ဝမ်းနေကြတာလာဘေနဩနတောလောကောအလာဘေနသဩနတောလာဘလာဘေနဧကထတာရိတာတမနာမမနော်ရှူလသုဘရာအနာရပင်တတိယရဲ့သမီးနော်အယူအဆမတူတဲ့အတိုင်းဝိုင်းမှာအိမ်တော်ကြတော့အဲ့ဒီအတိုင်းဝိုင်းကလူတွေနဲ့ပတ်သက်ပြီးတော့သူပြောကြဆိုကြတာတွေရှိတယ်အဲ့ဒီမှာ ရဟန္တာအရှင်တို့ရဲ့ဂုံကျေးဇူးကိုပြောတဲ့နေရာမှာသူဒါလေးထည့်ပြောတာပါတယ်။လာဘေနဩနတောလောကောအလာဘေနသဩနတောလောကကြီးကရလို့ရှိရင်သူတို့လူကျင်တာလေးတွေမြန်ရနိုင်မယ်ဆိုလို့ရှိရင်မြင့်မောက်နေကြတယ်တက်ကြွနေကြတယ်လူကျင်တာလေးမရဘူးလဲဆိုရောတခါတည်းစိတ်ဓာတ်တွေကနှိမ့်ကျသွားကြပြန်တယ်ဟုတ်လားလောကရဲ့သောနော်လာဘေနဩနတောလောကောအလာဘေနသဩနတော လာပါလာပေနဧကထာတာရိတာတမနာမမငါကိုဝယ်နေတဲ့ကိလေသာကုန်ခန့်တဲ့ရဟန္တာရှင်မြတ်တွေဟာအဲ့လိုຢာချင်းမရချင်းကြောင့်စိတ်ကတော့တုံလှုပ်ချင်းမရှိဘူးမြင့်မောက်သွားတာလည်းမရှိဘူးနှိမ့်ကျသွားတာလည်းမရှိဘူးလာပါလာပေနဧကထာຢာချင်းမရချင်းဒီဟုသောအကြောင်းကြောင့်စိတ်ဟာနှမျိုးဖြစ်မသွားဘူးတစ်မျိုးလေးပဲငြိမ်ငြိမ်လေးပဲအဲ့လိုအစွမ်းရှိတယ်လို့ဇူလာတူပါတာသူ့ရောက်ခမကြီးကိုအဲ့လိုပြောခဲ့တဲ့စကားရှိတယ် သူရှင်းမျိုးလုံးပြောတာပါလောကရဲ့သဘောကအချမ်းရည်တွေရှိတယ်ဆိုရင်မြင့်မောက်နေကြတယ်အထီးကျန်နေတယ်ဆိုရင်တော့လည်းနှိမ်ကျနေကြတယ်ချီးမွမ်းခံရတယ်ဆိုရင်လည်းမြင့်မောက်နေကြတယ်ကဲ့ရဲ့ခံရတယ်ဆိုရင်လည်းစိတ်ကညှိုးငယ်နေကြတယ်နှိမ်ကျနေကြတယ်အချမ်းသာနေတယ်ဆိုရင်လည်းဘာလို့မြင့်မောက်နေကြတယ်ချင်းရဲသွားပြီဆိုရင်တော့စိတ်ကညှိုးငယ်သွားကြတယ် ဝမ်းသာခြင်းဝမ်းတယ်ခြင်းဆိုတဲ့အစွန်းနှစ်ဖက်မှာပဲဒီစိတ်ဟာပြေးနေဟုတ်လားကောင်းတဲ့လောကဓာတ်နဲ့တွေ့ရင်ဝမ်းသာနေရတယ်မကောင်းတဲ့လောကဓာတ်နဲ့တွေ့ရင်ဝမ်းနေနေကြတယ်ဒါလောကရဲ့သဘာဝကိုယ်ရန္တာရှင်မြတ်တွေကြတော့အဲ့လိုမျိုးမဟုတ်ဘူးနော်ဘုဒ္ဓတာလောကဓမ္မိဟိစိတ်တန်ယတနာကံပတိနာကံပတိတုံလုံးမှုမရှိဘူးတဲ့ဘလို့အတွေ့အကြုံနဲ့ပဲတွေ့တွေ့ဘာကြီး ဖြစ်လို့နေနေသူ့စိတ်ထဲမှာ ဝန်တာခြင်းဝန်တယ်ခြင်းဖြင့်တုံ့လုံနေတာမျိုးမရှိဘူးအတောကံစိတ်ထဲမှာစိုးရိမ်မှုလည်းမရှိဘူးဝိရဇံစိတ်မှာຢာကတောသာအငြိအကြီးပေးချမ်းသွားတယ်ဆိုတာလည်းမရှိဘူးခေမံဘေးဖြစ်သွားတယ်ဆိုတာလည်းမရှိဘူးဘေးလည်းကင်းနေတယ်အကောင်းဆုံးအမြင့်မားဆုံးမင်္ဂလာတရား၄ပါးပါနော် နာကံပတိလောကရန်တရားတွေနဲ့တွေ့လို့စိတ်ဟာတုံ့လုံးမှုမရှိဘူးအတောကံလောကရန်တရားတွေနဲ့တွေ့လို့စိတ်ဟာစိုးရင်ခြင်းမရှိဘူးဝိရဇံလောကရန်တရားတွေနဲ့တွေ့လို့စိတ်မှာနော်အညစ်အကြေးမျိုးတွေတင်သွားတာမရှိဘူးခေမံဘလို့လောကရန်တရားနဲ့တွေ့လို့မှစိတ်မှာဘေးဖြစ်သွားတယ်ဆိုတာမရှိဘူးတဲ့ဘလောက်ကောင်းနော်နော်အေတံမင်္ဂလမုဒ္ဒမအဲ့ဒါဟာအလုံးမမျက်နှိုးစရာကောင်းတဲ့မင်္ဂလာတရားလို့ခေါ် အဲ့ဒါအမြဲတမ်းရော့အတိဘယ်ကိုတိပြီးတော့ရော့ဟုတ်လားအဲ့လိုဆိုလို့ရှိရင်ကိုကတော့အတူယူစရာအားကြားစရာစံတစ်ခုကိုမှရှိနေရာရောက်တယ်ဟုတ်လားအော်ရဟန္တာရှင်မြတ်တည်းရဲ့စိတ်ဟာဘလို့အတွေ့အကြုံမျိုးနဲ့ပဲတွေ့တွေ့ဘလို့ခြေနေမျိုးတွေပဲဖြစ်နေဖြစ်နေသူတို့ရဲ့စိတ်မှာတုံ့လုတ်တယ်ဆိုတာ မရှိဘူးစိုးရိမ်နေဆိုတာမရှိဘူးကိလေသာမျိုးတင်းသွားတယ်ဆိုတာမရှိဘူးဘေးဖြစ်သွားတယ်ဆိုတာမရှိဘူး အဲ့တော့ကျွတ်ရွတ်ဆိုရတဲ့နားလည်မှုနဲ့ရွတ်ဆိုရတဲ့ပုံကိုယ်ရဲ့စိတ်ထဲမှာဘာဖြစ်သွားနိုင်လဲ။အားကြတဲ့စိတ်ဖြစ်သွားနိုင်တယ်။ငါလည်းအဲ့လိုဖြစ်ရင်ကောင်းပါပဲဆိုတဲ့စိတ်မျိုးဖြစ်မလာနိုင်ဘူးလား။ဖြစ်လာနိုင်တယ်။အကယ်၍အဲ့ဒီအချိန်မှာကိုကနော်ဟိုထင်ရှားတဲ့လောကဓာတ်တရားတစ်မျိုးမျိုးတွေ့လို့နော်စိတ်ရဲ့တုံ့လုံမှုများဖြစ်နေမဲ့အခါကာလမျိုးကြုံရမယ်ဆိုလို့ရှိရင်ကိုယ်ကိုအဲ့ဒီဂါထာမှာပါတဲ့အဆုံးအမလေးက3ပေးနေရရောက်သွားနိုင်မယ်။ ကိုယ့်ရဲ့စိတ်ကိုအကောင်းဆုံးဖြစ်အောင်ထိန်းချောင်းပေးတဲ့အနေအထားမျိုးကိုလည်းရောက်သွားနိုင်တယ်မကောင်းလားအဲ့လိုဖြစ်မယ်ဆိုရင်ကာနော်ဒါကြောင့်လောကဓာတ်တရားနဲ့တွေ့ရင်ဘုဖုံတို့ဟာနော်တည်တည်ငြိမ်ငြိမ်ဖြစ်အောင်ကြိုးစားကြရမှာဘသူတွေကိုဘုဖုံတို့စံထားပြီးတော့ကိုယ့်ရဲ့စိတ်ကလေးကိုတည်ငြိမ်အောင်ကြိုးစားကြမှာလို့ဖရာယန္တာရိယပုဂ္ဂိုလ်ကြီးတွေကိုစံထားပြီးတော့ကြိုးစားကြရမှာဟုတ်လားမြတ်စွာဘုရားအဲ့လိုလည်းပဲနော်အတူယူအားကြပြီးတော့ ကောင်းတဲ့ကောင်းကြိုးစားနေခြင်းနဲ့စိတ်တွေနဲ့ဒေသနာတွေအများကြီးဟောခဲ့တာရှိတာပဲလေ။ယသောဘုရားလက်ထက်ကရှင်ဗတ္တိယဆိုတာဒီတစ်ပါးရှိတယ်။အဲသူ့ရဲ့နာမည်ပြည့်စုံကလာကုံတကကဗတ္တိယ။သူကအယက်ပုတယ်။ပုကွာကွာလေးဖြစ်နေတယ်။ဒါပေမဲ့ရှင်သာရိပုတ္တရာဟောတဲ့တရားကို나ယူပြီးတော့သူကရဟန္တာဖြစ်နေလား။ တော့သူ့ရဲ့ဒီပုတဲ့အရက်နော်ရုပ်ဆင်းအင်္ဂါကိုကြည့်ပြီးတော့ပုထုရှင်ရဟန်းတွေကနော်စကြနောက်ကြတချို့လည်းပဲချစ်စနိုးနဲ့နေရကလေးဆွဲကြနှာခေါင်းလေးဆွဲကြအဲ့လိုမျိုးပြောင်းကြနောက်ကြတာရှိသူဘလို့ချီနေမျိုးနဲ့ပဲကြုံကြုံသူ့ရဲ့စိတ်ထဲမှာဝမ်းသာတယ်ဝမ်းနေတယ်ဆိုတာမရှိဘူး။ तू ကအမြဲတမ်းပဂရီအေဂျင့်တည်ငြိမ်တဲ့စိတ်နဲ့နေနိုင်တဲ့အခြေအတွေရှိနေတာပေါ့။အဲ့တော့ယဟန်နေရာ နော်စကြနောက်ကြရင်းနဲ့ဘလို့မှတုံလုံးမှုမရှိတဲ့အခါမှာသတိထားမိတယ်ပေါ့။အော်ဘာပြောလို့မှ စိတ်ထဲမှာဝမ်းသာတယ်ဆိုတာလည်းမရှိဝမ်းနေတယ်ဆိုတာလည်းမရှိ။ဒါသူ့ရဲ့အဲ့ဒီအရေးအသွေးကိုသတိမထားမိလို့ကိုသူတို့မရဘူးသတိထားမိတယ်။အဲ့ဒါနဲ့မြတ်စွာဘုရားကိုသွားလျှောက်ကြတော့မြတ်စွာဘုရားက "तू ကယန္တာပုဂ္ဂိုလ်ဖြစ်နေ။အာသူ့ရဲ့စိတ်ကဘာတုံလုံးမှုမှမရှိဘူး။" အဲ့လိုမြတ်စွာဘုရားချီးမွမ်းပြီးတော့ဂါထာတစ်ပုဒ်ဟောတယ်။အဲ့ဒီဂါထာလေးလဲစောစောဂါထာလေးနဲ့တွဲပြီးတော့ရွတ်စရာကောင်းတယ်။တေလောယထာဧကကနောဝါတေနနသမိရတိဧဝနေနပတန္တာတုနသမိရှန်တိပန္ဒိတာ။တေလောယထာဧကကနောဝါတေနနသမိရတိတကယ်ကိုကြောက်သားအတိပြီးနေတယ်ကြောက်တောင်ကြီးတစ်ခု။နော်မြေတောင်မဟုတ်ဘူးနော်။ကြောက်တောင်ကြီးဟုတ်လား။ အဲ့ဒီကြောက်တောင်ကြီးဟာအရက်လေးမျက်နာကတိုက်ခတ်လာတဲ့လေတို့ကြောင့်တုံလုံးကိုမရှိဘူးတဲ့ပဂရိကြောက်သားနဲ့ပြီးတဲ့ကြောက်တောင်ကြီးလေဘလောက်တိုက်လို့မှသူ့မှာတုံလို့တယ်ဆိုတာမရှိဘူးတဲ့တေလောယထာဧကကနောဝါတေနနသမိရတိအေဝံနေနာပတန်တာတုနသမိဆန္တိပန္ဒိတအဲ့ဒါလိုပဲတဲ့အတိညာရှိတဲ့ပုဂ္ဂိုလ်ဆိုတာတနည်းအားဖြင့်လောကရန်ရဲ့အကြောင်းကိုကောင်းကောင်းနားလေတဲ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဆိုတာ အေဝံနေနာပတန်တာသူနေနာဆိုတာဘာလို့ကဲ့ရတာပတန်တာဆိုတာချီးမွမ်းတာအဲ့လိုချီးမွမ်းခြင်းကဲ့ရခြင်းဆိုတဲ့လေးတန်နေကြောင်းသူရဲ့စိတ်ဟာတုန်လှုပ်သွားတယ်ဆိုတာမရှိဘူးတဲ့အဲ့ဒီချီးမွမ်းခြင်းကဲ့ရခြင်းဆိုတဲ့လောကရန်တစုံဟာလည်းပဲအလွန်စိတ်ဝင်စားစရာကောင်းတယ်တကယ်တမ်းကချီးမွမ်းတယ်ဆိုတာဘာလို့တာကိုကောင်းတယ်ထင်လို့ကောင်းတယ်လို့ပြောလိုက်တာ တချို့ကြတော့လည်းပဲကောင်းတယ်လို့တကယ်မထင်မဲနဲ့မြောက်ပင့်ပြီးတော့စိတ်ထဲမပါဘဲနဲ့ကောင်းတယ်လို့ပြောလိုက်တာလည်းရှိနိုင်တယ်။ချီးမွမ်းခြင်းကလည်းယုံစားရတာမဟုတ်ဟုတ်လား။ကဲ့ရဲ့ခြင်းဆိုတာတပါတော့ကိုယ်မကောင်းဘူးထင်လို့မကောင်းဘူးလို့ပြောလိုက်တာ။ကောင်းတယ်လို့ထင်ပါလဲကဲနဲ့မကောင်းဘူးလို့တကယ်လည်းမထင်ပါဘဲနဲ့မုန်းလို့ကိုယ်တသက်မဲ့မကောင်းဘူးလို့ပြောတာလည်းရှိနိုင်တယ်။ဥထုဇဉ်တတ္တဝါတွေရဲ့ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းဆိုတာသိပြီးတော့မသေးကြဘူး။ ဒါလည်းပဲနားလည်ထားဖို့လိုသေးတယ်နော် <laughs>